မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံကကြာရှုံးနိုင်ငံဖြစ်နေပြီးကမ္ဘာရာဇဝတ်မှုများဤဗဟုချက်ဖြစ်လာနေကအမေရိကန်နိုင်ငံထံမှဒေါ်လာဘီလီယံကြီးကြားဖြတ်လုပ်ငန်းများမှတက်စင်စစ်တပ်ကခိုးယူနေဟုအမေရိကန်လွှတ်တော်တွင်ဆွေးနွေးစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာလွတ်လပ်တရားမျှတလိမ့်မည်ဟုဆိုခြင်းမှာစိတ်ကူးယဉ်ကျေးသာဖြစ်လိမ့်မည်ဟုထောက်ပြရတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် မြန်မာနိုင်ငံကကြာရှုံးနိုင်ငံတော်ဖြစ်နေပြီးကမ္ဘာ့ရာဇဝတ်မှုများ၏ဗဟုချက်ဖြစ်လာနေကမြန်မာအကြမ်းဖက်စစ်တပ်ကအမေရိကန်နိုင်ငံသားများထံမှကြာဖြန့်လုပ်ငန်းများမှတဆင့်ဒေါ်လာဘီလီယံချီခိုးယူနေကြောင်းအမေရိကန်အောက်လွှတ်တော်တွင်ပြုလုပ်သည့်မြန်မာအရေးဆွေးနွေးပွဲတွင်လွှတ်တော်အမတ်များနှင့်ကော်မတီဥက္ကဋ္ဌများကထုတ်ဖော်ပြောဆိုခဲ့ကြပါသည်။နိုဝင်ဘာလ19ရက်နေ့အမေရိကန်အောက်လွှတ်တော် No Exit Strategy Vermont Endless Crisis and America Limited Option ထွက်ပေါက်မရှိသောမဟာဗျူဟာ မြန်မာနိုင်ငံ၏အဆုံးမရှိသောအကြက်တဲနှင့်အမေရိကန်၏ကန့်သတ်မှုရှိနေသည့်ရွေးချယ်စရာများခေါင်းစဉ်ဖြင့်ဆွေးနွေးပွဲတွင်လွှတ်တော်အမတ်များနှင့်ကော်မတီဥက္ကဋ္ဌများကထိုးသို့ဖော်ထုတ်ပြောဆိုကြခြင်းဖြစ်ပါသည်။အမေရိကန်လွှတ်တော်၏နိုင်ငံခြားရေးရာအရှေ့အာရှနှင့် Pacific Sub Committee ဥက္ကဋ္ဌရှောင်းခင်ကမြန်မာနိုင်ငံသည်ကြာရှုံးသောနိုင်ငံတစ်ခုဖြစ်နေပြီးကမ္ဘာ့ရာဇဝတ်မှုများ၏ဗဟိုချက်ဖြစ်လာနေကြောင်း မြမလူဦးရေဤထုတ်ဝက်ကျော်မှာဆင်းရဲမွဲတေမှုဖြင့်နေထိုင်နေကြရပြီးလူပေါင်း3.6တန်းနီးပါးမှာပြည်တွင်းတွင်နေရဲစွန့်ခွာထွက်ပြေးနေကြရကြောင်းတံပေါင်များစွာသောလူများသည်အိမ်နီးချင်းနိုင်ငံများသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်းပြောဆိုပါရယ်လွန်ခဲ့သောတနှစ်ခွဲကျော်အတွင်းတော်လိုင်းရေးအင်အားစုများကထင်ရှားသောအောင်မြင်မှုများရရှိခဲ့တော်လဲဆေးအာဏာရှင်အဖွဲ့ကကြံ့ကြံ့ခံနေဆဲဖြစ်ပြီးနိုင်ငံ၏နေမြ20ရာခိုင်နှုန်းခန့်ကိုဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ကအတိုက်ခံအင်အားစုများကထူပမာဏဤနှစ်ဆခန့်ကို ထိန်းချုပ်ထားကြောင်းမြန်မာနိုင်ငံတွင်2021ခုနှစ်စစ်အာဏာသိမ်းပြီးကတည်းကစစ်အာဏာရှင်အဖွဲ့တီ၎င်းတို့၏တရားဝင်မှုကိုပုံမှုခိုင်မာစေရန်သာလှုံ့ဆော်ခဲ့ပြီး၎င်းတို့ကြဆုံးနေသည်ဆိုသောပြောဆိုမှုများကိုလည်းပယ်ချခဲ့ကြောင်း၎င်းကဆက်လက်ပြောဆိုပါရယ်မြန်မာစစ်အာဏာရှင်အဖွဲ့ဖြစ်သောတပ်မတော်သည်2025ခုနှစ်ဒီဇင်ဘာလတွင်အာဏာရှင်အုပ်ချုပ်မှုကိုဒီမိုကရေစီလုပ်ငန်းစဉ်အသွင်ဖုံးကွယ်ရန်အတွက်ရှာလက်များကိုကြိုတင်သတ်မှတ်ထားသောအယောင်ပြရွေးကောက်ပွဲများကိုကျင်းပရန်စီစဉ်ထားကြောင်း ဤရွေးကောက်ပွဲများသည်တရားဝင်မှု၏အထင်အမြင်ကိုဖန်တီးရန်ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီးတချိန်တည်းမှာပင်ဆက်အာနာရှင်အဖွဲ့ကတရုတ်နှင့်ရုရှားနိုင်ငံတို့နှင့်ကြီးကြွေးဆက်ဆံရရှိကြောင်း၎င်းကရှင်းပြပါသည်တရုတ်နှင့်ရုရှားကလက်နက်များနှင့်ထောက်လန်ရေးနည်းပညာများဖြင့်စစ်တပ်ကိုထောက်ခံခြင်းဖြင့်ရန်စွဲမှုများစွာကိုအထောက်အကူပြုနေကြောင်းအမေရိကန်ပြည်ထောင်စုအနေဖြင့်လူခွေရေးချိုးဖောက်မှုများနှင့်အာနာရှင်အုပ်ချုပ်မှုဆိုင်ရာကျူးလွန်မှုနှစ်ခုလုံးကိုပြက်ပြက်သားသားပြောဆိုရန်နှင့် လှုပ်ဆောင်ရန်အတွက်ကိုချင်းတရားဆိုင်ရာတာဝန်ဝတ္တရားရှိနေကြောင်း၎င်းကဆိုပါရယ်မြန်မာနိုင်ငံအတွင်းလှည့်ပတ်နေသောစစ်အာဏာရှင်အဖွဲ့နှင့်ဆက်ဆက်နေသည့်ကြားဖြန့်ကိုရံများကအမေရိကန်ပြည်သူများကိုပိတ်မှတ်ထားပြီးအမေရိကန်အခွန်အထမ်းများထံမှတနည်းလျင်ဒေါ်လာဘီလီယံပေါင်းများစွာကိုခိုးယူနေကြောင်းအီယံဘုံငွေများသည့်နိုင်ငံဖြတ်ကျော်ရာဇဝတ်ကိုရံများအတွက်တာမကစစ်အာဏာရှင်အဖွဲ့၏အိတ်ကပ်များကိုဆက်လက်ဖြည့်တင်းပေးနေကြောင်းကွန်ကရစ်လွှတ်တော်က အမေရိကန်နိုင်ငံသားများ၏စူးစားရှာဖွေထားသောငွေစုငွေများကိုကာကွယ်ရန်အတွက်ချက်ချင်းဆောင်ရွက်ရမည်ဟုသူမကဆက်လက်ပြောဆိုပါရယ်မြန်မာနိုင်ငံ၏လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ BNA အရှိတောင်အာရှရှိ၎င်း၏မဟာဗျူဟာမြောက်အရေးပါမှုနှင့်လက်ရှိစစ်ပွဲကြောင့်တာမန်အမေရိကန်များအပေါ်ဖြစ်နေသောစိုးကြိုးများအလုံးသည့်အမေရိကန်ပြည်ထောင်စု၏မူဝါဒကိုတေချာစွာပြန်လည်တုံ့သက်ရန်လိုအပ်နေကြောင်းသူကထောက်ပြပါရယ်အလားတူ အမေရိကန်အောက်လွှတ်တော်နိုင်ငံသားရေးရာကော်မတီ၏တောင်အာရှနှင့်အလေအာရှဆက်ကော်မတီဥက္ကဋ္ဌဖေးဟိုင်ဇင်ဂါကလည်းမြန်မာစစ်တပ်က2022ခုနှစ်ဖေဖော်ဝါရီလတွင်ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသောအစိုးရကိုစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းဒီမိုကရေစီလိုလားသူများ၏ဆန္ဒပြမှုများနှင့်အထွေထွေသပိတ်များသည့်စစ်အစိုးရ၏ရန်ကားသောနှိမ်နှင်းမှုများကိုဖြစ်ပေါ်စေခဲ့ကြောင်းဆန္ဒပြသူများ၏ရခင်ကရွေးကောက်တင်မြှောက်ခံခဲ့ရသောကောင်းဆောင်များကိုတပ်ဖြတ်ခြင်း၊ကြောင်းများ IPD စက္ကန်းများနှင့်အရက်ဖက်အခြေခံအဆောက်အုံများကိုလေကြောင်းမှတိုက်ခိုက်ခြင်းများစစ်တပ်ကလုံဆောင်နေကြောင်းထောက်ပြပါရယ်စစ်တပ်ကတရားမဝင်သောအစိုးရအပေါ်တရားဝင်မှုတိဆောက်ရန်အတွက်နောက်ဆုံးလက်ကွပ်အဖြစ်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင်ပထမဆုံးအကြိမ်ရွေးကောက်ပွဲကျင်းပမည်ဟုကြေညာထားကြောင်းရွေးကောက်ပွဲမှာရွေးကောက်ပွဲဆိုင်ရာစီမင်းများနှင့်ဖွဲ့စည်းပုံများမရှိခြင်းအပေါ်စိုးရိမ်ကြောင်း ထို့ပြင်မကြသေးမီကထုတ်ပြန်ခဲ့သောရွှေကောက်ပွဲကောက်ပွဲရေးဥပဒေကရွှေကောက်ပွဲကိုစန့်ကျင်ပြောဆိုသူတို့မဟုတ်ဆန္ဒပြသူတိုင်းကိုပြစ်မှတ်ထားပြီးပြစ်ဒဏ်ချမှတ်ခံရသူများအတွက်နှစ်ပေါင်းများစွာထောင်ဒဏ်သို့မဟုတ်တည်ဒဏ်အထိချိန်ချောက်ထားကြောင်းဤလောက်ရကမြန်မာနိုင်ငံရှိဒီမိုကရေစီလုပ်ငန်းစဉ်ကိုပုံမဆိုးရစေပြီးစစ်တပ်ရွေးကောက်ပွဲများကလွတ်လပ်ပြီးတရားမျှတမည်ဟုဆိုခြင်းမှာစိတ်ကူးယဉ်ခြင်းမျှတာဖြစ်ကြောင်းထောက်ပြပြောဆိုပါရစေ။ အမေရိကန်လွှတ်တော်အမတ်များကမြမအရေးဆွေးနွေးရတွင်စစ်တပ်ကအယက်သားပြည်သူများကလေးညာကိုလေချောင်းဖြင့်ပုံကျဲတပ်ဖြတ်နေကြောင်းကြေးပါများနှင့်လူနေအိမ်များကိုစစ်တပ်ကမိရှို့ဖျက်ဆီးနေပြီးစစ်ပေးရှောင်ပြည်သူတန်းချီထွက်ပြေးနေရကြောင်းလက်ရှိအာဆီယံဘုံသဘောတူညီချက်၅ချက်ကအလုံးမဖြစ်ပေအမေရိကန်အနေဖြင့်အာဆီယံဘုံသဘောတူညီချက်အတိုင်းမဟုတ်တော့ပေမိမိကိုယ်ပိုင် policy ဖြင့်သွားနေသင့်ပြီဖြစ်ကြောင်းထောက်ပြကြပါရစေအကြံဖက်စစ်တပ်က KK ဘက်ကိုရှင်းလင်းနေခြင်းမှလည်းအယောင်ပြတာဖြစ်ပြီးတပ်တွေများကိုဖျောက်ဖျက်နေခြင်းဖြစ်ကြောင်း အဓိကကြားဖြန့်တရုတ်များကိုခေါ်ထုတ်ပြီးအရေးယူမှုမရှိပဲကြားဖြန့်လုပ်ငန်းများကိုဆက်လက်လည်ပတ်နေစေဖြစ်ကြောင်းရှခင်းများတွင်စစ်တပ်နှင့်မဟာမိတ်လက်နက်ကိုင်တပ်ဖွဲ့များကအမေရိကန်ဒေါ်လာ10ဘီလီယံကျော်အမြတ်ဆုံးရရှိသွားကြောင်းမြန်မာနိုင်ငံကကမ္ဘာဘိန်းထုတ်လုပ်မှုနှင့်ငွေရစေဝါထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ကြောင်းအမေရိကန်အောက်လွတ်တော်၏မြန်မာအရေးဆွေးနွေးပွဲတွင်မစ္စတာစတီဗင်ရော့စ်ကထွက်ဆိုသွားပါသည် ဆက်လက်ပြီးစစ်တက္ကသိုလ်စစ်နီးပညာတက္ကသိုလ်နှင့်စစ်မှုတန်းသင်တန်းကျောင်းများတွင်ဂျိုတင်မဲများပေးခိုင်းနေပြီးချက်ဖို့ပါတီကိုသာမဲထက်ရမည်ဟုအမိန့်ထုတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံတဝန်းရှိစစ်တပ်ကတုံစစ်နီးပညာတက်ကတုံနှင့်စစ်မှုရန်သင်တန်းကျောင်းများတွင်ဂျိုတင်မင်းများပေးခိုင်းနေပြီးကျန်းဖို့ပါတီကိုသာမဲထက်ရမည်ဟုအမိန့်ထုတ်ထားကြောင်းစစ်တပ်အတိုင်းဝိုင်းထံမှသိရပါသည် ပြင်ဦးလွင်ရှိစစ်တပ်ကတို DSA နှင့်တပ်မတော်နည်းပညာတပ်ကတို DSDA တို့တွင်ဖိုးလောင်းတင်နန်တက်ရောက်နေသောစစ်အရာရှိလောင်းများကိုကြိုတင်မဲပေးရမည်ဟုသက်ဆိုင်ရာကြောက်အုပ်စစ်အရာရှိများကအမိန့်ပေးလာကြောင်းကြိုတင်မဲထက်ရာတွင်လည်းမရောက်လိုက်ညွှန်ကြားချက်ဖြစ်သောစစ်ရေးနိုင်ငံရေးနှင့်စစ်ပွားရေးအမြင်ရှိပြီးတိုင်းပြည်တိုးတက်ရေးနှင့်ငြိမ်းချမ်းရေးကောင်းမွန်အောင်ဆောင်ရွက်နိုင်တဲ့ကျန်းဖော့ပါတီကိုယ်စားလှယ်များကိုသာမဲပေးရမည်ဟုပြောဆိုညွှန်ကြားလာကြောင်းသိရပါသည်စစ်တကတော်နှင့်တက်မတော်နီးပညာတက်ကတော်တက်နေတဲ့ပိုလောင်းအရာရှိတွေအလုံး ချိုးတင်မဲထဲခိုင်နေဒီခိုင်ဖြိုးကိုပဲပေးရမယ်တခြားဘေးပါတီကိုမှပေးလို့မရဘူးနိုင်ငံကောင်းအောင်လုပ်ပေးနိုင်တာကတမတော်နဲ့အတူအလုံးလုံးနိုင်တယ်ဒီခိုင်ဖြိုးကိုပဲမဲထဲရမယ်လို့ပြောတယ်ဟုတတရင်ရင်းမြစ်ကပြောဆိုပါတယ်ပြည်ဦးလွင်တွင်ဒူးဘိုချုပ်ကြီးဟောင်းညထွန်ဦးကောင်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အမှတ်လောင်းအဖြစ်ဦးဆောင်ဝေရောက်ရှင်ပြိုင်နေပြီးဘိုလောင်းအရာရှိများအနေဖြင့်ကျန်းဖို့ပါတီမှမြထွန်းဦးအပါဝင်ကျန်းဖို့အမှတ်လောင်းများကိုသာမဲပေးရမည်ဟုသိရပါတယ် အလားတူနိုင်ငံတော်ရှိစစ်တပ်နှင့်ပတ်သက်သောတက္ကသိုလ်များ၊သင်တန်းကျောင်းများ၊စစ်မှုရန်သင်တန်းကျောင်းများတွင်လည်းကြိုတင်မဲပေးွက်များပြုလုပ်မည်ဖြစ်ပြီးအကြီးကအဖြစ်စံဖွဲ့ပါတီကိုသာမဲထည့်ရန်စစ်ရုံးကညွှန်ကြားချက်ပေးထားကြောင်းကြိုတင်မဲများကိုမဲပေးဆက်ဖြစ်မဟုတ်ပေမဲလက်မှတ်ဖြင့်သာမဲပေးရမည်ဟုစစ်တပ်ကအတည်ပြုလာကြောင်းသိရပါသည်ဆလပီကြောက်ဖြူမင်းပြင်းမှာဝင်ရောက်ခြေကုပ်ယူထားတဲ့စစ်ကြောင်းနှစ်ကြောင်းအနက်တစ်ကြောင်းကိုအေအေတိုက်ခိုက်ခြေမုံနဲ့ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ကြောက်ဖြူမျိုးနဲ့မင်းပြင်ရွာမှာဝင်ရောက်ခြေကုပ်ယူထားတဲ့စစ်ကြောင်းနှစ်ကြောင်းအနက်တကြောင်းကိုအာရကတက်တော် AA ကဝင်ရောက်တိုက်ခိုက်ချေမုန်းတဲ့အတွက်စစ်တပ်ကအကြဆုံးများတာကြောင့်အကြမ်းဖက်လေးတပ်က Jet Fighter နဲ့လက်ရှိညနေ9နာရီအချိန်ထိအပြင်းထန်ပုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။မင်းပြင်မိုးလေဝသရေဒါအစအဦးရှိမှဖွာရဖြန့်တပ်ပုံရိုက်ရန်တန်းစီနေစဉ် AA တိုက်ခိုက်ခဲ့တဲ့အတွက်စစ်သားတွေအများပြားသိဆုံးပြီးနောက်အကြမ်းဖက်စေအုပ်စုရဲ့စစ်ကြောင်းနှစ်ကြောင်းဟာမင်းပြင်ရွာတဲနဲ့မိုးလေဝသရေဒါစခန်းထဲမှာဝင်ရောက်တက်ဆွဲနေရယူထားခဲ့ပါတယ်။ အဲဒီနောက်မင်းပြင်ကျေးရွာမိုးလေဝက်တရေဒါစခန်းနဲ့ရဲစခန်းတို့မှာအဓိကခြေကုပ်ယူထားတဲ့အကြမ်းဖက်စစ်တပ်ဟာအနီးပတ်ဝန်းကျင်ကျေးရွာတွေကို drone အပါဝင်လက်နက်ကြီးတွေနဲ့နှောက်ယှက်ဖျက်ဆီးတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်လာခဲ့တယ်လို့စစ်မြေပြင်သတင်းရင်းမြစ်တအူကသတင်းဌာနကိုပြောပါရယ်ခုလိုပြုလုပ်နေတဲ့အတွက်စစ်တပ်စစ်ကြောင်းနှစ်ခုအထက်ကမင်းပြင်ရွာတဲမှာဝင်ရောက်နေရယူတက်ဆွဲထားတဲ့စစ်ကြောင်းကိုဒီကနေ့နိုဝင်ဘာ19ရက်နေ့လေကအေအေကအပြင်းထန်ဝင်ရောက်တိုက်ခိုက်ချေမှုန်းတဲ့အတွက် စစ်တပ်ဘက်အကြဆုံးများပြီးစစ်သား30ကျော်လဲ AAC မှာအဖမ်းခံခဲ့ရတယ်လို့ဆိုပါတယ်။ရွာတဲနဲ့ရွာပြင်တွေမှာရှိနေတဲ့စစ်သားတွေကိုအဲ့ဒီကိုအကုန်စီးနှင်းတိုက်ခိုက်လိုက်တာစစ်တပ်အကုန်ချေမုန်းခံလိုက်ရလို့သူကပြောပါတယ်။အဲ့ဒါလို့တိုက်ခိုက်ပြီး AA ကဖမ်းဆီးရမိသူနဲ့လက်နက်ခဲယမ်းတွေကိုသိမ်းဆီးနေချိန်မှာဝိုးလေဝသစခန်းကစစ်ကူစစ်ကြောင်းတွေစူပေါင်းရောက်လာရမှာနိုင်ဝက်လောက်နှစ်ဖက်တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သူကပြောပါတယ်။ အခုလိုတိုက်ပွဲဖြစ်ပြီးနောက်မင်းပြင်းရွာအနီးဝင်းကျေနေရာတွေကိုလက်ရှိညာ6နာရီကျော်9နာရီထိလေရင်တွေနဲ့အကြီးကျယ်ပုံကျဲတိုက်ခိုက်နေတယ်လို့ပြောပါရယ်ဒီလ14ရက်နေ့နနက်10နာရီခန့်ကမင်းပြင်းမိုးလေဝသရေဒါစက်ကန်းထဲမှာဓာတ်ပုံရိုက်ဖို့တန်းစီနေတဲ့စစ်သားတွေကိုအေအေကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်သား20ခန့်အသေဆုံးကဒဏ်ရာရရှိသူတွေလည်းရှိခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါသေးတယ်ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်